အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုထဲမှာက Cambridge ကထုတ်ထားတဲ့ Essential Grammar User Resource တွေက Unit 50သင်ခန်းစာအကြောင်းလေ့လာရမှာဖြစ်ပါတယ်ဒီ Unit 50မှာဆိုလို့ရှိရင်တော့ Derived Speech နဲ့ Indirect Speech အကြောင်းလေ့လာရမှာဖြစ်ပါတယ် ီ unit 50ရဲ့ကောင်းစဉ်ကတော့ he said that he told me that ပေါ့နော်ဒီခန်းမှာတော့ derive speed နဲ့ indirect speed အကြောင်းလေ့လာမှာပေါ့နော်လူတယောက်ပြောလိုက်တဲ့စကားကိုပြန်ပြီးပြောတဲ့ပုံစံနှစ်မျိုးရှိတယ်တစ်ခုကကျတော့စကားလုံးအတိအကျနဲ့ပြောတဲ့ဝါကျအတိုင်းပြန်ပြောလိုက်တာ derive speech လို့ခေါ်တယ် ဒုတိယတစ်မျိုးကကျတော့ interrupt speech လို့ခေါ်တယ် interrupt speech ဆိုတာကကျတော့ဒီစကားလုံးကိုသူကတော့ဒီလိုပြောခဲ့ပါတယ်ဆိုပြီးတော့ tense day birthday အဲ့ပုံစံချိန်ပြီးပြောလိုက်တာမျိုးပေါ့အဲ့တော့ဒီမှာ session A ရနမူနာလေးတွေလေ့လာကြည့်မယ်ပေါ့နော် last week ပြီးခဲ့တဲ့တစ်ပတ်က you want to a party ပါတီပွဲကိုသွားခဲ့တယ် a lot of your friend were there တငယ်ချင်းတွေအများကြီးအဲ့ဒီမှာရှိတယ် here are something they said to you သူတို့တွေအတားတွေပြောခဲ့ကြတယ်ဗောနော်ဒီလိုအချို့အချက်တွေပြောခဲ့ကြတယ် today you meet paul ဒီနေ့ paul ကိုတွေ့တယ် you tell him ပြောတော့မယ်ပေါ့ about the party party အကြောင်းကို you tell paul what your friends said တကယ်ချင်းနေပါတယ်ပြောလဲဆိုတာပြန်ပြောတော့မယ်ပေါ့ ကလရီကပြောတယ်ပေါ့နော် I'm enjoying my new job သူရဲ့အလုပ်အသစ်ကိုသူကပျော်တယ်ပေါ့နော်အဲတော့ Clary said that Clary ကပြောခဲ့တယ် she was enjoying her new job သူရဲ့အလုပ်အသစ်ကိုပျော်နေခဲ့တယ်လို့သူမကပြောခဲ့တယ်ဆိုတဲ့ပုံစံနဲ့ဒီမှာစကားလုံးအတိအကျမဟုတ်ဘဲနဲ့ချိန်လိုက်တယ်အဲတော့ဒါ the interest speak ပုံစံဖြစ်သွားတယ်ပြီးတော့ Clary ကဆက်ပြောတယ် my father isn't well အဖေကတိတ်ပြီးမကြမ်းမအောင်နေမကောင်းဘူးပေါ့ဒီမှာဆိုလို့ရှိရင်ရှီဆက်တဲ့သူမကပြောခဲ့တဲ့ half father wasn't well သူမရဲ့အဖေကတိတ်မကြမ်းမဘူးလို့သူမကပြောခဲ့တယ်ဆိုပြီး indirect ပုံစံနဲ့ချိန်လိုက်တာပေါ့ဒါရိုက်ပြောစကားအတိအကျ direct speed အတိုင်းမဟုတ်ဘဲနဲ့ indirect ပုံစံနဲ့ချိန်လိုက်တာမျိုးပေါ့နော်အဲ့တော့ဘာတွေချိန်ရလဲဆိုလို့ရှိရင် tense တွေချိန်ရတယ် present ဆိုလို့ရှိရင် past ကိုချိန်ရတယ် am is ဆိုလို့ရှိရင် was ပေါ့เนาะတယောက်တည်းဖြစ်တဲ့အတွက် was အာဆိုလို့ရှင်တော့ဝယ်ဖြုတ်သွားမှာပေါ့ present ဆိုရင်သူက past tense ကိုချိန်ပြလိုက်ရတာမျိုးပေါ့ဒီမှာဆိုလို့ရှင် Sara နဲ့ Ben ကပြောတယ်ပေါ့နော် we were going to buy a house အဲ့တလုံးဝယ်မယ်ပေါ့ Sara and Ben said that they were going to buy a house သူတို့အဲ့တလုံးဝယ်မယ်လို့ Sara နဲ့ Ben ကပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီမှာ direct ပြောစကားကို indirect ပုံစံနဲ့ချိန်လိုက်တယ်ပေါ့ ဒီမှာ Peter ကပြောတယ်ပေါ့နော် I have to leave early ကျွန်တော်ဆော့ဆော့ပြန်ရမယ်ပေါ့အဲ့တော့ my sister has gone to Australia ကျွန်တော်ရဲ့အမက Australia သွားနေတယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်ဆော့ဆော့ပြန်ရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် has have ဆိုလို့ရှိရင် present ဆိုလို့ရှိရင်ဒီဘက် past tense form ကိုချိန်ပြရတာမျိုးပေါ့သူကသူဘာ tense ဖြစ်ပြပေါ့နော် present perfect တို့ဘာလို့လဲဖြစ်ချင်းဖြစ်နိုင်မယ်ပေါ့အဲ့လိုအခြေအနေမျိုးမှာဆို has have တွေ့လို့ရှိရင် has ကိုချိန်နိုင်ရမယ် Peter said that he had to leave early သူကဆော့ဆော့ပြန်ရမယ်လို့ပြောခဲ့တယ်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင် peter ဆိုတဲ့ဟာကိုနန်သားအနေနဲ့ he လဲချိန်ပြလိုက်ရတယ် tense လဲချိန်ပြလိုက်ရတယ်အဲ့တော့ဒီမှာဆိုဒိုင်းအိုက်ပြောစကားပေါ့နော် my sister has gone to australia အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့ဒါချိန်ပြလိုက်ရတော့မှာပေါ့ he said သူကပြောခဲ့တယ် that his sister has gone to australia ပေါ့နော်ဒါကြတော့ direct speech နဲ့ indirect speech ကိုချိန်တဲ့အခါမှာ has have ဆိုရင် had ကိုသုံးရတယ် can ဆိုလို့ရှိရင် could ကိုချိန်ရတယ် were ဆိုရင် would ကိုချိန်ရတယ် i can't find a job အလို့ရှာမတွေ့ဘူးပေါ့ kate ကပြောခဲ့တယ် kate said that she couldn't find a job အဲ့တော့မှာ can ဆိုလို့ရှိရင် could ကိုချိန်တယ် were ဆိုရင် would ကိုချိန်တယ်ပေါ့ stick ကပြောတယ်ပေါ့နော် i will phone you ငါမင်းကိုဖုန်းခေါ်မယ်အဲ့တော့ steep said that he will phone me ဘာသူကကျွန်တော်ကိုဖုန်းခေါ်မယ်လို့ stick ကပြောခဲ့တယ်ဗောဒီဟာဒီ drive speed ဒီဘက်ချမ်းဟာဒီ interrise speed ပုံစံချိန်လိုက်တာဗောနော် ီမှာ Rachel ပြောရယ်ပေါ့နော် I don't like my job ကျွန်တော်ရဲ့အလုပ်ကိုငါ့ရဲ့အလုပ်ကိုမကြိုက်ဘူး my son doesn't like school ငါ့ရဲ့တားလေးကလည်းသူ့ရဲ့အကြောင်းကိုမကြိုက်ဘူးပေါ့ပြီးတော့ do that ဆိုလို့ရှိရင် did ကိုချိန်ရမယ်တော့ present ဆိုရင် past ကိုချိန်လိုက်ရမယ်အဲ့တော့ Rachel said that she didn't like her job သူမရဲ့အလုပ်ကိုသူမမကြိုက်ဘူးပေါ့အဲ့တော့ဒီ i ဆိုတဲ့နံသားလေးကလည်း she တို့ her တို့ပေါ့နော် my ဆိုရင် her ပိုင်ဆိုင်မှုကိုချိန်ဖြစ်ပါတယ် ပြီးတော့ဒီပိုင်ဆိုင်မှုနှံသားတွေချိန်တဲ့ drive speed and drive speed ကလည်းကြောင်းနေမှာဆိုရင်တော့အကျယ်ကြီးတင်ခဲ့ရတာမျိုးပေါ့နော်ဒီမှာကတော့ drive speed နဲ့ and drive speed ကိုခရမာအရနားလည်အောင်လောက်ပဲပါမှာပေါ့နော်ဒီ test တွေပုံစံတွေချိန်သွားတာတော့ပါမယ်ကြောင်းနေမှာတင်ခဲ့ရတဲ့ပုံစံအကျယ်ပြန့်ရင်တော့ဒီမှာတော့အများကြီးပါမှာမဟုတ်ဘူးပေါ့နော်ဒီမှာတော့တခန်းစာလောက်ပဲထည့်ထားတာမို့လို့ပေါ့ပြီးတော့ဒီမှာဆိုလို့ရှိရင် mic ကပြောရယ်ပေါ့နော် you look tired နေပင်မနေတဲ့ပုံပဲ i feel fine အာဆင်ပြေတယ်ပေါ့အဲ့တော့ဒီမှာ path 1ဆိုလို့ရှိရင် present ဆိုရင် path 2ကိုချိန်ရတယ် look look feel but ပေါ့နော် mindset that i look tired ကျွန်တော်ပင်ပန်းနေတဲ့ပုံပေါက်တယ်လို့ mic ကပြောခဲ့တယ် i said that i felt fine ကျွန်တော်အဆင်ပြေတယ်လို့ကျွန်တော်ပြောခဲ့တယ်ပေါ့အဲ့တော့ present ဆိုရင် past ကိုချိန်နေပေါ့နော် ီ session B မှာဆိုလို့ရှိရင်တော့ say နဲ့ tell နဲ့ပေါ့နော် say ကကြတော့အပြောခံသူမပါဘဲနဲ့လဲတုံးနိုင်တယ်တကယ်လို့အပြောခံတဲ့ object တစ်လုံးကပါပြီဆိုလို့ရှိရင်တော့ do နဲ့ကပ်ပြီးရေးရတယ် do ခံပြီးရေးရတယ်ပေါ့နော် he said that he was tired သူပင်ပန်းနေပြီလို့သူကပြောခဲ့တယ်ပေါ့နော် what did she say to you သူမကမင်းကိုဗာပြောခဲ့လေအဲ့တော့ဒီမှာ object ပြောခံရတဲ့သူပါတော့ to can be သုံးလို့ရတယ်အဲ့တော့ we say he said to me သူကကျွန်တော်ကိုပြောတယ်တို့ I set to end ကျွန်တော်က end ကိုပြောတယ်တို့အဲ့လိုမျိုး see တို့ set တို့သုံးမယ်ဆိုလို့ရှင် to ထည့်ရမယ်ပေါ့နော်ဒါမျိုးတွေမရဘူးပေါ့ he set me တို့ I set end တို့အဲ့ဒါမျိုးလုပ်လို့မရဘူးဒီဘက်ချမ်း tell နဲ့ to ကကျတော့ object တစ်လုံးပါမှာသူ့ကိုသုံးရမယ်ပေါ့နော် he told me သူကကျွန်တော်ကိုပြောခဲ့တယ် that he was tired သူပင်ပန်းနေတယ်သူသူကကျွန်တော်ကိုပြောခဲ့တယ် to ကိုသုံးလို့ရှင် object ပါမယ်ပေါ့နော်ပြောခံရသူပါလို့ရှင် to ကိုသုံးမယ်ပြီးတော့ what did she tell you ူမကမင်းကိုပါပြောခဲ့တယ်အဲ့တော့ဒီမှာ told တို့ tell တို့မှာတူပြန်မထည့်ရဘူးအဲ့တော့ we say he told me တို့ i told and နော်ဘာနော်ဒါမျိုးတွေသုံးတယ် not ဒါမျိုးမဟုတ်ဘူး he told to me i told to and နော်ဒါမျိုးမသုံးအောင် to မထည့်ရဘူးဘောနော်အဲ့တော့ဒီဘက်ချမ်းက say said ဆိုလို့ရှင် အပြောခံရသူမပါဘဲနဲ့လည်းသုံးလို့ရတယ်သုံးမယ်ဆိုလို့ရှင် to တစ်လုံးထည့်ပြီးတော့ပြောလို့ရတယ် tell မှာကျတော့ object တိုင်းရိုက်လိုက်မယ် section C မှာတော့ you can see ပြောနိုင်ပါတယ်တဲ့ he said that သူကပြောခဲ့တယ် he was tired ဒါမျိုးတွေသုံးတယ်ဒါမှမဟုတ်လို့ရှင်ဒီ that ကိုဖြောက်ပြီးရေးလို့ရရတယ် he said he was tired Kate told me that she couldn't find a job. ဒါမှမဟုတ်လို့ရှင်လဲ Kate told me she couldn't find a job ပေါ့နော်အဲ့တော့ဒီမှာ that ကိုမြုပ်ပြီးလည်းရေးလို့ရတယ်ပေါ့နော် ဒါတော့ session C မှာပြောရတယ်။အဲ့တော့ဒီတစ်ခါလုံးကိုနှစ်ချုပ်ပြန်ပြောရမယ်ဆိုလို့ရှင် derive speed နဲ့ interrive speed မှာ tense တွေချိန်မယ်ဆိုလို့ရှင် present ဆိုလို့ရှင် past ကိုချိန်ရတယ်။နောက်ထပ်တစ်ခုကကျတော့ say set tell to ကြောင့်သူကဆက်ပြီးရှင်းပြရတယ်ပေါ့နော်။ပြီးတော့တချို့ဝါကြဒီမှာဆို that ကိုမြုပ်ပြီးတော့လည်းပြောလို့ရတယ်ပေါ့နော်။အဲ့ဒါတွေပြီးသွားရင်တော့ exercise တွေလုပ်ရမှာဖြစ်ပါတယ်။ဒီ exercise 50.1ကတော့ read what these people say and write sentences ဒီမှာဝါကြတွေရေးပေးရမယ် he she they said that ပေါ့နော်ပြောတဲ့သူမပါဘူးတယောက်တည်းပဲ have lost my watch နိုင်ပြောက်သွားတယ် he said ES law his watch သူနာကြီးပျောက်သွားတယ်ပေါ့ဒီမှာဒီမှာတစ်ခုပို့ပြီးသိရမှာကျတော့ဒီမှာ pronoun chain နဲ့ပုံစံကိုလည်းသိထားရမယ်ပေါ့နော် i ဆိုလို့ရှိရင်ပြောတဲ့သူကိုကြည့်တယ်သူယောက်ျားလေးဖြစ်တဲ့အတွက် he ကိုသုံးတယ်ပြီးတော့ဒီ my ဆိုလို့ရှိရင်လည်းပြောတဲ့သူကိုကြည့်တယ်ပြောတဲ့သူကိုကြည့်လိုက်တော့ယောက်ျားလေးဖြစ်တဲ့အတွက် his ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ i'm very busy number 2မှာ as ဆိုလို့ရှိရင် she said that ထည့်ခြင်းနဲ့ထည့်ခြင်းလည်းနေပေါ့ she was very busy ဆိုတာမျိုးဖြစ်သွားလိမ့်မယ် အဲ့တော့ဒီဝါကြတွေအကုန်လုံးတိချာစူးစမ်းပြီးဖြည့်ကြည့်ပါတော့ဖြည့်တဲ့အခါမှာလည်းဒီနန်စာလေးတွေ pronounce တွေက i ဆိုလို့ရှိရင်ဒီမှာ make လေးဆိုရင် she ဖြစ်မယ် we ဆိုလို့ရှိရင်ဒီမှာနှစ်ယောက်ဖြစ်တဲ့အတွက် they ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ were ဆိုလို့ရှိရင်လည်းဒီမှာ were ဆိုလို့ရှိရင် would ကိုချိန်ရမယ်ပေါ့နော် have ဆိုလို့ရှိရင် had ကိုချိန်နေပေါ့အဲ့လိုမျိုးပဲဒီဝါကြတွေတိချာစူးစမ်းပြီးဖြည့်ကြည့်ပါ ဒီ exercise 50.2မှာကျတော့ use the picture to complete the sentences ဒီပုံကိုကြည့်ပြီးတော့ဒီဝါကြတွေပြည့်အောင်ဖြည့်ပေးရမယ်ပေါ့နော်ဒီမှာပုံက6ပုံပေးထားတယ်6ပုံကိုကြည့်ပြီးတော့ဒီဟာတွေဖြည့်ရမှာပေါ့ I'm enjoying my new job ကျွန်တော်လုပ်တဲ့ကိုကျွန်တော်ပျော်တယ်ပေါ့ I'm a clear less sweet you get it ဘက်က clear နဲ့တွေ့ကြတယ် she said she was enjoying her new job သူမရဲ့လုပ်တဲ့ကိုသူမပျော်တယ်လို့ပြောခဲ့တယ် I ဆိုတဲ့အတွက်ပြောတဲ့သူအမျိုးသမီးဖြစ်တဲ့အတွက် she ဖြစ်မယ် she ပြီးတော့ဒီမှာ am ဆိုလို့ရှင် she was enjoying my ဆိုလို့ရှင် how ချိန်မယ်ပေါ့နော် her new job အဲ့လိုမျိုးချိန်ရမှာပေါ့နော်အဲ့တော့ဒီပုံတွေအကုန်လုံး GPT ပြောစကားတွေအကုန်လုံး interact ပြီးနဲ့ချိန်ပေးရမှာဖြစ်ပါတယ်ဒီဟာလေးတွေကတော့တခြားစူးစမ်းပြီးဖြည့်ကြည့်ပါဒီ50.3မှာတော့ right စေဆက်တူစေဆက်ရဲ့ tell ရဲ့ to ရဲ့ဒီဝါကြဒီမှာဖြည့်ရမှာပေါ့အပြောခန့်ရတဲ့ object ပါလို့ရှင် tell နဲ့ to ကိုတုံးနဲ့မပိုင်ရင် see နဲ့ set ကိုတုံးနဲ့အဲ့လိုတုံးတဲ့နေရာမှာ see နဲ့ set က object ပါလာပြီဆိုလို့ရှင် to ခံပြီးရေးလို့ရတယ် he said he was tired what did this ဆိုတဲ့အတွက်ဒီမှာ tell ဖြစ်မယ် and ဒီမှာ buff to ဆိုတဲ့အတွက်ပြောခန့်ရတဲ့သူလည်းမပါဘူးပေါ့ and set ဖြစ်လိမ့်မယ်ဒီနေရာလေးမှာ set ပေါ့နော်ဒီမှာဆိုလို့ရှင် jack ပြောခန့်ရတဲ့သူပါတော့ ထိုးပေါ့အဲ့လိုမျိုးပဲဒီဘွက်ကြတွေအကုန်လုံးကဒီ၄ခုတည်းကဘယ်ဟာကြီးဖြစ်မလဲဆိုတာတိကျကြိုးစားပြီးဖြည့်ကြည့်ပါ